ရှင်ပြိုင်လို့ပြီးသွားတဲ့အခါမှာတော့နှယောက်သားလက်နက်တွေချလိုက်ပြီးမတွေ့ရတာကြာပြီဆိုတာရှီမောနေကြပါတော့အဲနှယောက်သားကမင်းရထားတာတွေလွှဲပေးလိုက်လို့ပြိုင်သူပြောပြရတဲ့ Roger Public Versus Wipe Public တိုက်ပွဲကစတင်လာပြီးတိုက်ပွဲက3ရက်3ညကြာသွားခဲ့ပါတယ်ဒုတိယမြောက်နေ့ကိုရောက်လာတဲ့အခါမှာလည်းတိုက်ပွဲကအခုထိကိုပြင်းထန်လို့နေခဲ့ပြီးတတိယမြောက်နေ့မှာလည်းထုံကြီး၎င်းပါပဲလေးရမြောက်နေ့ကျတယောက်နဲ့တယောက်လူရက်ဖို့ကြိုးစားခဲ့ကြရင်ပဲအခုတော့တယောက်နဲ့တယောက်လက်ဆောင်တွေလဲလှယ်လို့နေခဲ့ကြပါတယ် တီချ်ကရှန့်စတိုကိုကြည့်ပြီးတော့သူတို့ကလူသစ်တွေလားအစွမ်းထက်မဲ့ပုံလေးမပေါ်ဘူးလို့မာကိုကိုမေးတော့မာကိုလည်းသူတို့ကအတွေ့အကြုံတော့ရှိနိုင်ကြောင်းပြန်ပြောလိုက်ပါတယ်။ဘက်ကီကရှန့်ကိုလမ်းခေါ်လိုက်ပြီးတော့အောက်ထုံးတဲ့တယောက်ကမနေ့ကရောတနေ့ကရောအခုရထားတဲ့ကာလမှာလုံးဝမအိပ်ဘူးလို့ကြားကြောင်းပြောလိုက်ပါတယ်။ဟန်ဆောင်ပြနေရများလို့ရှန့်ကမေးတော့ခလေးဘွားတွေကတခါမှမအိပ်တာလို့ပြောကြတာပဲလို့ဘက်ကီကပြောတော့ရှန့်ကလည်းအယံအံ့ဩနေပါတော့။ တပတ်ကရောဂျာကလည်းဖော်နီကလစ်တစ်ခုကိုအိုတန်းကိုပြနေပြီးဖတ်နိုင်လာလို့မေးလိုက်ပါတယ်။ဖတ်နိုင်တယ်ဆိုရင်မဲ့ဒီစာအရေးသားအသိပညာတွေကိုခူဆူကီကလန်မှာပဲအဖေတွေကတားဝဲရစီကိုပဲမျိုးစစ်ဆက်လက်ဆင့်ပေးကမ်းခဲ့တာလို့ပြောလိုက်ပြီးတော့ဘလို့ရရလဲလို့ပြန်မေးလိုက်ပါတယ်။73နှစ်ကြာပြီးရဲ့နောက်ဆုံးမှာတော့ဘသူမှချိမချဘူးတဲ့ Lost Post ညွန်ပြတဲ့နောက်ဆုံးကျွန်း Lost Star ကျွန်းကိုရောက်ခဲ့ပြီးတော့ကျွန်းပေါ်ထွက်လိုက်တော့ဒါကနောက်ဆုံးကျွန်းမဟုတ်ဘူးဆိုတာသိတဲ့ရရလို့ရောဂျာကဆိုပါတယ်။ လောက်ပို့လက်တန်တွေကလည်းဘယ်ကောမှမပြတော့တာမို့လို့ကျွန်းတစ်ခုထက်ရှိအောင်မယ်လို့ယုံကြည်ထားကြပြီးတော့အဲ့ဒီကိုရောက်မယ်ဆိုရင်ကဘာအနှက်ခကြီးသွားဖို့တဲ့ပထမအဦးဆုံးလူသားဖြစ်လာမှာကျွန်းနေရာကိုအနီရောင်ကြောက်တုံး၄ခုမှအတိအကျရေးတာပြထားတဲ့ဆိုရင်ပဲဒီအသေးပဲကိုဖော်နေတဲ့ဘသူမဆိုကဘာအစိုးရကအမြဲတမ်းတားဆီးခဲ့တယ်ဒါပေကိုပိုနီကလစ်လို့လည်းခေါ်ဆိုကြတယ်ရှင်းဟောင်းမွေနှစ်ပဲလို့ထင်ထားပေမဲ့နောက်ဆုံးကျွန်းကိုညွန်ပြနေတာမို့လို့ငါတို့အတွက်အရေးကြီးတဲ့မြေပုံတစ်ခုအစိုးရကရန်နာဝီအများကြီးတင်ထားနေတဲ့နောက်ဆုံးကျွန်းကိုမတွားဖို့ပြောကြပေမဲ့လေပိုလိုချင်တာပြီးအဲ့ဒီကိုရောက်ရင်ငါတို့ကနမဲကျော်ကဘာပင်တဲ့တမျာ ြီးတွေဖြစ်လာတော့မှလို့ရောကြကဆိုပါတယ်။အဲ့ဒီလိုမျိုးတွေဒါဖြစ်လာမယ်ဆိုရင်ငါကဆိုပြီးရောကြကတခုခုပြောရတဲ့အခါဒါတွေကိုကြားလိုက်ရတော့အိုတန်ကအယံအံ့ဩနေခဲ့ပါတယ်။ဝိုင်ပီကတော့ရှီမောနေပြီးတော့ခလေးကလားတွေပါလို့ပြောနေမယ်။ရောဂျာကတော့သူ့အတီပြောနေရလို့ဆိုပါရဲ့ ဒါကြောင့်မဲ့ဘဝမှာတခါပဲတောင်းဆိုတာမလို့အိုဒန်ကိုတစ်နှစ်လောက်ငှားပေးပါဆိုပြီးရိုဂျာကဒူးထောက်တောင်းဆိုပါတော့အေးဝိုက်ပီးယားကသူ့မိသားစုနဲ့သူ့ကိုဝေးရောက်ကိုခေါ်သွားဖို့လုံနေရလားလို့ပြန်ပြောလိုက်ပါတယ်ဒါမဲ့အိုဒန်တယောက်ကတော့အရန်စိတ်လုံးရှားနေပြီးကုဆူကီကလန်ကဒီစာတွေကိုဘာလို့ဖတ်နိုင်တာလဲဘာကြောင့်ဒီလူနဲ့လဲတွဲဆုံရရလဲဆိုတာမတိလိုက်သေးခင်မှာပဲအိုဒန်ကသူ့သွားချင်တယ်လို့တစ်နှစ်လေးတော့ခွင့်ပြုပါလို့ဝိုက်ပီးယားကိုတောင်းဆိုလိုက်ပါတယ်ဒီလိုနဲ့ပဲအစ်ဆိုတို့ကတော့ဝိုက်ပီးယားတမောမှာပဲအိုဒန်ပြန်လာတာကိုစောင့်နေပါမယ်လို့ဆိုပါတယ် အားလုံးလည်းနှုတ်ဆက်ပြီးမာကူကလည်းခရီးစဉ်ကိုတည်ရဖို့စောင့်နေပါမယ်လို့လှမ်းအောင်ပြလိုက်ပါတယ်။ အိုဒန်တို့မိသားစုတစ်ခုလုံးလိုက်ပါလာခဲ့တာမလို့ပြောကြလဲခလေးတွေကိုမမြင်ရတာကြာပြီဆိုပြီးမမိုနိုစကင်းနဲ့ဟီယိုဘီလာလို့ပြောလိုက်ပါတယ်။အဲ့ဒီချိန်ရှန့်စတိုးနေထိုင်တဲ့စီပိုင်းကနေဒေါ်စတုံးနဲ့ကက်ဖာတို့ကပါထွက်လာတော့အိုဒန်လည်းအခုလောက်ဆိုရင်ဝိုက်ပီရဲ့ဒေါ်သားတော့ထွက်နေရောမှာပဲဆိုပြီးတော့အရန်လန့်နေပါတော့ရဲ့။ရုပ်တရက်ကြီးရောဖြစ်တဲ့ဆိုပေမဲ့သူတို့ပါနေလို့ရတယ်မလားလို့ပြောနေတော့မှာပဲဂါဘန်ကသူတို့ခေါင်းဆောင်ဟာမင်းရဲ့အသိပညာကိုပဲတုံးကျင်တာလို့ပြောလိုက်ပါတယ်။သူနဲ့ဂျာရာမော့ခ်မျိုးကိုရောက်လာပြီးတော့ရှန့်စတိုကတော့ဈေးတခြားဝယ်နေပေမဲ့အိုဒန်ကတော့လိုအပ်တာပဲရှိပြီးထွက်ပြေးနေလို့ကာဗန်လဲတာမန်တူဝေတာဆိုရင် ်ပတ်စံပေးရမယ်လို့နောက်ကနေလိုက်ပြောနေခဲ့ပါတယ်။ဒါမဲ့အိုဒန်ကတော့မင်းတို့အတွက်အရန်ရတာရှိရဲ့အိုဒန်ဟင်းကိုချက်ကျွေးခြင်းလွတ်လို့ဆိုပါရဲ့။ အိုရန်ဆိုတာစားစရာများလားလို့ရှန့်ကမေးတော့ဝါနိုတိုင်းပြည်မှာအကောင်းဆုံးဟင်းလျရဲ့နာမည်ပဲလို့အိုရန်ကဆိုပါတယ်။ခဏကြာအလုံးတနေနဲ့ပြစ်တာခံရပြီးတော့အဝိုင်းခံလိုက်ရပြီးဘုံထဲမှာအပြစ်ခံလိုက်ရမယ်။အိုရန်ကတော့ဘာမှမဖြစ်သွားခဲ့ပါဘူး။ကြည့်ရတာတာမန်သူတွေမဟုတ်လို့ဂါဗန်လည်းခြားကြဖို့ပြောလိုက်ပါတယ်။ဒီလိုနဲ့ညရလာတော့အိုရန်ကအိုရန်ဟင်းလျရကိုချက်ပစ်လိုက်တဲ့အခါအလုံးလည်းကတွင်တွေ့နေကြပါတော့ရင်ဘောချာကအရက်ခွက်ကိုမြောက်ကင်လိုက်ပြီးအဖွဲဝင်အသက်တွေအတွက်ကြိုးစုပ်ပွဲလုပ်ကြမယ်ဆိုပြီးအလုံးရှီမောကတောက်စားပျော်ပါနေကြပါတော့။ဒီလိုနဲ့ပဲအိုဒန်တို့တွေဟာပျော်ပျော်ပါခကြီးထွက်လာကြပြီးတော့ ဘစ်နိုစာကဲဆိုတဲ့တချင်းလေးကိုလည်းစုံနေကြပါရဲ့ဒီလိုမျိုးတတလုံးခရီးသွားခြင်းနဲ့လို့အိုဒန်ကပြောတော့ထိုကီလည်းအချိန်ရှိသမျှသွားကြတာပေါ့လို့ပြန်ပြောလိုက်ပါရဲ့ရောဂျာကိုစိတ်ထိုးပေးနေတော့အိုဒန်နဲ့တခုခုများဖြစ်လို့လာလို့မိလိုက်ပါရဲ့ရောဂျာကဘာမှမဖြစ်ဘူးလုံနေလို့ခရိုကက်စ်လည်းအလွန်ဆုံးတစ်နှစ်ပဲရောဂျာကအသက်ရှင်နိုင်တော့မှာလို့ပြောလိုက်ပါရဲ့ဒီလိုနဲ့လော့ပို့စ်ကကောင်းကင်ကိုပြနေတော့ပြက်နေရလာလို့အိုဒန်ကပြောတော့ပြက်နေတာမဟုတ်ပဲကောင်းကင်ကိုတွားချရမယ်လို့ဆိုပါရဲ့နော့ကပ်စတွင်းနဲ့စကိုင်းအိုင်လန်ကိုရောက်လာခဲ့တော့အိုဒန်နဲ့အရန်အန်အောနေပြီးဝေဘာရီဘာစီးကြီးကြပါတော့ရဲ့မွေကြီးနိုလာနဲ့တွေ့ဆုံခဲ့ကြရပြီးတော့ ော့ရွှေမြို့တော်ရှန်တိုရာကိုလည်းရောက်ရှိခဲ့ကြပါတယ်။ဖိုနီကလစ်ကတဆင့်ရွှေခေါလောင်းကြီးကိုလည်းမြင်တွေ့ခဲ့ရပါတယ်။ရွှေခေါလောင်းမှာတော့ဖိုဆိုင်တိုလက်နက်အကြောင်းရှင်းတာထားကြောင်းအိုဒန်ကပြပြလိုက်ပါတယ်။အိုဒန်ကဒီတင်ကိတားတွေကိုရေးတတ်တယ်ဆိုတော့ရောဂျာကသူပြောချင်တဲ့စကားကိုထွင်းပေးဖို့ပြောလိုက်ပါတယ်။ဒီကိုရောက်လာခဲ့ပြီးကဘာကြီးရဲ့အဆုံးတက်ကိုဒီစာနဲ့ညွန်ပြပေးမယ်။ Pirate Goldie ရောဂျာလို့ရောဂျာကဆိုပါတယ်။ ဒါနဲ့ပဲအားလုံးကပင်လယ်စီကိုရေပဝဲပူပေါင်းလေးတွေနဲ့ပြန်ဆင်းလာခဲ့ကြပါပြီ။ရေပဝဲကလည်းအိုရန်မျက်နှာပေါ်ကျခဲ့တိမ်တွေထက်ကနတ်ဖရားဂန်ဖောရဲ့အကူအညီနဲ့ပင်တဲ့ကုအစင်ပြပြင်းနဲ့ရောက်လာခဲ့ပါတယ်။ဘက်ကီနဲ့ရှန့်ကလည်းတောင်ကပိုအေးတယ်၊မြောက်ကပိုအေးရယ်ဆိုပြီးတော့ရန်ဖြစ်နေကြလို့ဝီလီကနှကောင်လုံးကိုတီးပေးပါတော့ရဲ့။နောက်ထပ်ကျွန်းကဘယ်ကိုသွားကြမလဲလို့ဝီလီကရော်ဂျာကိုမေးလိုက်ပါတယ်။ဂရန်လိုင်းရဲ့နောက်ဆုံးကျွန်းဆုံရမယ့်အဲဒီကိုရောက်နိုင်ဖို့ကရော့ဖော်နီကလစ်၄ခုလိုအပ်တယ်။စကိုင်းအိုင်လန်ကဟာမျိုးဆိုရင်တော့အိုရန်ကဝါနိုမာလေးတစ်ခုရှိရောက်နေကက်ဖိုက်ပါကမုခုမိုဒု Duke Johnson မှာလည်းတကူရှိကြပြလိုက်ပါတယ် ဒါပေမဲ့ Sky Island နဲ့မတူတာကအနီရောင်လို့ Odan တို့ကပြောတော့ပြောကြလဲဘာလို့စောစောကတည်းကမပြောရရလဲလို့ပြောလိုက်ပါရဲ့ဒါနဲ့ဆိုရင်နှစ်ခုရပြီပေါ့လို့ Shank ကပြောတော့လင်းလင်းကိုတိုက်ပြီးရှူထားတဲ့ Rope Pony Click Copy လဲပြောကြကသူ့မှာရှိပြီနောက်ဆုံးတစ်ခုပမာရှိနေလဲဆိုတာကိုသိတယ်လို့ဆိုပါရဲ့အဲ့ဒီချိန် Gaban ကရောက်လာပြီးတင်မောတစ်ခုခုဖြစ်နေကြအောင်ပြောတော့ပြောကြလဲ Water Seven မျိုးကိုတွားကြမယ်လို့ဆိုပါရဲ့သူတို့နဲ့ Water Seven ကိုရောက်လာခဲ့ကြပါရဲ့တင်မောပြင်ဆရာကြီး Tom နဲ့တွေ့ကြတော့အားလုံးလည်းမတွေ့ရတာကြာပြီမလို့အရန်ဝမ်းတာနေကြပြီပြောကြကပင်နေချထားကိုအချိန်နဲ့ဘလို့လဲလို့မေးလိုက်ပါရဲ့ ပင်နေထားကဒီဇိုင်းဆွဲထားသုံးမဲ့လို့ထွန်ကပြောလိုက်ပြီးတော့မင်းတို့ဒီကိုရောက်လာမယ်ဆိုရင်တင်မော့အတွက်ပဲမလို့ဘာဖြစ်လာလဲလို့မေးလိုက်ပါ Sky Island ကနေပြုတ်ကျလာကြောင်းပြောနေတော့ခုခုမျိုးကရောက်လာပြီးတော့ခရီးစဉ်အတွက်အစားတောက်တူတဲ့ရနေပြီမလို့လာခဲ့ချဖို့ပြောလိုက်ပါ Oder က Frankie ကိုမြင်တော့စကားတော့ပြောရမယ် Frankie ကတော့သူ့ကိုလာမရှုပ်ဖို့ပြောလိုက်ပါမိပါမယ်ဆိုရင်ခေါင်းဆောင်နဲ့မိတ်ဆက်ပေးရမလားလို့ Oder ကမေးတော့ပင်တယ်သမ ्या ဆိုရင်မသိချင်ပဲအခုပဲပင်တယ်သမ ्या ကိုစွန့်ပစ်သွားတာခံလိုက်ရတာလို့ Frankie ကပြောလိုက်ပါတယ် တို့နဲ့တင်မောပြင်ပြီးတာနဲ့နောက်တစ်ခါရွှဲလွှင့်လာပြီးထက်ခွီလာဝူဖ်ကိုရောက်လာခဲ့ကြပါတယ်။ အဲ့ဒီနောက်မှာတော့စာဗိုဒီကိုပါရောက်လာခဲ့ကြပြီးတော့ Fishman Island ကိုလည်းဆက်သွားခဲ့ကြပါရဲ့အဲ့ဒီအချိန်မှာ Roger နဲ့ Odin ဟာစီကင်းတွေစကားတီးတူပြောနေတာကိုကြားခဲ့ကြရပါတယ်လူသားတွေမလို့ဘယင်ကြီးနပ်ကျွန်းကဘာကိစ္စလဲဆိုပြီးတိုက်ခိုက်ဖို့လုပ်တဲ့အခါ Roger က "तू ဘာလို့ပြောလိုက်ပါရဲ့"မကြခင် Fishman Island ခေတ္တကားကိုဖျက်ဆီးပစ်မယ်ဆိုတဲ့ Hawking ရထားကြောင်းနပ်ကျွန်းကပြောပြပြီးမင်းတို့ရောက်လာရတဲ့ကွက်တိဖြစ်သွားတာလို့နပ်ကျွန်းကပြောပြလိုက်ပါတယ်အဲ့ဒီချိန်စီကင်းကြီးတွေကခိတ်ကိုတိုက်ခိုက်ကြတဲ့အခါပြောချင်လဲတိုးတိုးမဟုတ်ဘူးဆိုတာမြင်ပြီးလားလို့ပြောလိုက်ပါရဲ့။ရှာလီကလည်းရေသူမမင်းသမီးလေးဖွားမြင်တော့မယ်ဆိုတဲ့ရှေ့ပြစ်ကိုပြောတော့ နပ်ချွန်းကသူ့လက်တော်မှာမထက်ရသေးဘူးလေလို့ဝင်ပြောလိုက်ပါတယ်။ဒီလိုနဲ့ပင်လယ်တောအုပ်မှာအိုဒန်ကဖိုနီကလစ်ကိုဖတ်ပြီး join point အမည်နဲ့လူရဲ့တောင်းပန်စကားပါလို့ပြောပြလိုက်ပါတယ်။ Sky Island ရဲ့ကြောက်တုံးမှာကစီကင်းတွေကိုထိန်းချုပ်ဖို့အတွက်လက်နက်ရှိရလို့ရှင်းတာထတာမလို့ရှီလာလို့ရောဂျာကမေးလိုက်ပါတယ်။အဲ့ဒါက four side zone လက်နက်များလာလို့ရောဂျာကချက်ပြောတော့နပ်ချွန်းလည်းသူခုနကရှာလီရဲ့ရှေ့ပြဟောကိုကြားပြီးတမျိုးတော့ဖြစ်သွားခဲ့ပြီလို့ဆိုပါတယ်။ ဒီနိုင်ငံရဲ့ရာစုနှစ်အနည်းငယ်တိုင်းမှာတချိန်စီကင်းနေတဲ့စကားပြောနေတဲ့ရေသူမာလေးတွေဖွာမြင်တတ်ကြတယ်။ဒါဆိုရင်မင်းရဲ့သမီးကတနည်းကဘာကြီးကိုဖျက်ဆီးမဲ့လက်နက်ဖြစ်လာလိမ့်မယ်လို့ပြောချင်တာလားလို့ရောချာကလည်းထပ်မေးလိုက်ပါရဲ့။ဖိုဆိုင်တို့လက်နက်ဆိုတာကရေသူမာတယောက်ဖြစ်နေမယ်လို့မထင်ထားမိခဲ့ဘူးလို့အိုဒန်ကလည်းဆိုပါရဲ့။ဒီလိုနဲ့ရောချာလည်းရေသူမာမင်းသမီးလေးကဘယ်အချိန်မှဖွာမြင်လာမှလဲလို့ရှာလေးကိုမေးကြည့်တဲ့အခါနောက်ထပ်10နှစ်ကြာအောင်မယ်ဆိုတဲ့အကြောင်းရှာလေးကပြောပြခဲ့ပါရဲ့။ဒီလိုနဲ့ပဲပြောချာသူတို့ကပြောပြောပါထပ်ပြီးတော့ရွှတ်လွှင့်လာခဲ့ကြပြန်ပါရဲ့။ နောက်ဆုံးကျွန်းကိုရောက်ဖို့ခြေတလမ်းမဲ့လိုတော့တာမလို့ရော့ပိုနီကလေးအတွက်ဝါနိုတိုင်းပြည်ကိုဦးတည်ကြပါတော့ယ။ထိုကီလဲကျသွားလို့ရှန့်ကလေးအိုဒန်ကိုအမြန်သွားပြောရပါတော့ယ်။ခရိုကက်စ်လည်းထိုကီကိုကူတာပေးရင်သူမရဲ့ရှီမန်းချက်ကဝါနိုတိုင်းပြည်မှာဆိုရင်မဲမင်းနဲ့လိုက်ပြီးတော့ခကြီးတွေထွက်နေကြရတာမလို့ခကြီးရှည်ရဲ့ပင်မနွမ်းနေမှုကိုခန်းစားနေရပြီးတော့အိုဒန်ကိုပြပြလိုက်ပါယ်။ဒီပုံစံအတိုင်းနာခကြီးဆက်သွားနေမယ်ဆိုရင်အသက်ဆုံးရှုံးရတော့မှာမလို့ဝါနိုမှာပဲခကြီးကိုအဆုံးတက်တဲ့လို့ခရိုကက်စ်ကထပ်ပြောလိုက်ပါယ်။အဲ့ဒီအတိုင်းနာဆိုရင်တော့တားလေးမမုံနဲ့တမီးလေးဟီယိုဘီကိုလည်းထားခင်းမှရမယ်ဖြစ်ကြောင်းဒေါ့စတုန်းကပြောလိုက်ပါယ်။ခင်းမို့တို့ကလည်း ယ်တိုကီကိုတိတ်တီးကြမှာမဟုတ်လို့ကက်ဖဘာကသူနဲ့ဒေါ့စ်၃ပါအဖော်ပြပေးပါမယ်လို့ပြောလိုက်ပါတယ်။အိုဒန်ကလည်းလက်မခံချင်ပေမဲ့လေတိုကီကတော့သွားဖို့ပြောလိုက်ပါတယ်။အစွမ်းထက်တဲ့လူတွေလာလုံးမနေလေလို့အိုဒန်ကပြောတော့တိုကီလည်းစွန်စားကန်းနေတဲ့အတွက်ဆရာထက်တန်မှုကဒါအကုန်ပဲလားလို့ပြောလိုက်ပါတယ်။ဒါလေးကြောင့်လည်းရှင်းတက်လိုက်မယ်ဆိုရင်တိုကီကတူတူအိမ်တော်ရေးကိုဖျက်သိမ်းရမယ်လို့ပြောလိုက်ပါတယ်။ခွေးနေမြေမှာလဲခရမ်မုတ်စီကိုရိုက်စောကရောက်လာပြီးအပြင်လောကကနေပေတရမြတင်ပေါ်တစင်ရောက်လာချောင်းလာပြောပါတော့ရဲ့အားလုံးလဲတွားချောင်းကြည့်ကြတဲ့အခါဝိုက်ဘီယာရဲ့တင်ပေါ်နဲ့တော့မတူပေမဲ့အိုဒန်ကိုတွေ့လိုက်ရလို့အပြေးတွားပြီးတော့အယုသေးပေးကြပါတော့ရဲ့ ။အိုတန်းကသူ့အမျိုးသမီးနဲ့ကလေးတွေကိုမိတ်ဆက်ပေးတဲ့အခါအားလုံးလည်းအယံလန့်နေပါတော့။အဲသူကီကလည်းသူ့ကိုသူမိတ်ဆက်ပြီးကလေးတွေနဲ့မိတ်ဆက်ပေးလိုက်ပါရဲ့။ဒီကောင်လေးကတနေ့ကျရင်ကိုဆူကီကလန်ကိုဥဆောင်မဲ့သူမလို့အိုတန်းနဲ့မတူတာတော်သေးရဲ့လို့ခင်ရမုံကပြောရတော့အားလုံးလည်းရှီမောနေပါတော့။အဲခုဆုံတွေကဘလို့ဖြစ်တာလဲလို့အိုတန်းကမေးတော့ခင်ရမုံကတတော်ပြီတစ္ဆာရှိစွာနဲ့အိုတန်းကိုစောင်းချောင်းပြောနေတော့သူကီကတားလိုက်ပြီးအိုတန်းကိုခယူးဆိုင်တဲ့ဆိုရင်တွားခွင်းပြုတ်ပေးဖို့တောင်းဆိုလိုက်ပါရဲ့။ အိုရန်ကသူဟာအချိန်ခဏလောက်ခရီးထွက်ရအောင်မယ်လို့ပြောပြီးတော့အဲ့နောက်မှာပဲချက်ချင်းပြန်ထွက်လာခဲ့ပါရဲ့။နောက်ပြန်မလဲခဲ့ပေမဲ့လည်းဝါလုံးတိုင်းပြည်ကြီးမှာတခခုပြောင်းလဲနေတယ်ဆိုတာတော့သိရှိနေခဲ့ပြီးတော့သူသာပြန်လှည့်လိုက်ရင်ဘယ်တော့မှပင်လယ်ထဲမှာထွက်နိုင်တော့ဘူးလို့အိုရန်ကဆိုပါရဲ့။ဒါကြောင့်ဝါနိုကပိုနီကလစ်ကို copy အမြန်ယူပြီးတော့ပင်လယ်ထဲကိုအမြန်ထွက်လာခဲ့တာပါ။ ။အိုရမအမျိုးသမီးနဲ့ကလေးနှစ်ယောက်ရှိနေတယ်ဆိုတာကိုအဖွားအုပ်ကသိနေပြီးအဲ့ဒီကလေးတွေကအော်ချီကိုကျိတ်တဲ့ဒုက္ခပေးကြတော့မှအသေးချာပဲလို့ပြောခဲ့ပါတယ်။ရောဂျာတို့ဟာဖေဗရီကန်နဲ့ဇိုးကျွန်းစီကိုရောက်ရှိလာခဲ့ကြပြီးတော့အိုရန်ကလည်းထူးဆန်းတဲ့အတန်တစ်ခုကိုကြားနေခဲ့ရပါတယ်။ဒီလိုနဲ့မိုကမွန်ဒုက္ဒုံကိုရောက်လာပြီးတော့ကက်ဖဘာတို့စီကစကိုလည်းဒုက္ချနချစ်ဘန်းစီပြတ်တာလိုက်ပါတယ်။ဒီကျုံရောက်မှရောဂျာရောအိုရန်ရောနေလို့မကောင်းဖြစ်နေခဲ့ကြပါတယ်။ရပိုနီကလင်းနဲ့အတူခူဆူကီတစိမ့်ပါတွေ့လိုက်ရတော့အိုတန်လည်းမစ်မျိုးနွယ်တွေနဲ့တူတူကညက်ကိုတွေဆိုတာတကယ်ပဲလားလို့ပြောနေခဲ့ပါတယ်။ ပိုနီကလစ်တွေဆုံပြီးမလို့ရောဂျာကတေတိုးတွေနောက်ဆုံးကျုံးကိုတွားချမယ်လို့ပြောပြီးထွက်ခွာလာခဲ့ပါတယ်။ပက်ဒရိုကသူ့ကိုယ်ပါခေါဆောင်သွားပေးဖို့ရောဂျာကိုတောင်းဆိုတဲ့အခါမှာလူတိုင်းမှာအလှဲ့ဆိုတာရှိရဲ့လို့ရောဂျာကပြောပြီးတာထွက်ခွာသွားခဲ့ပါတယ်။ တို့နဲ့ယာထားတဲ့ဖိုနီကလစ်ကိုစုဆောင်လိုက်ရင်နောက်ဆုံးကျွန်းပဲလို့အိုဒန်ကပြောနေခဲ့ပြီးတော့ရော်ဂျာရဲ့အခြေအနေကလည်းတဖြည်းဖြည်းတော့စိုးနေခဲ့ပါပြီ။နောက်ဆုံးကျွန်းကိုသွားဖို့လှုပ်ခန့်နီးမှဘက်ကီကအပြင်းပြတော့လိုက်ဖို့လက်လျှော့ခဲ့ရပါတယ်။ဒါပေမဲ့ဘက်ကီကတော့သူ့ကိုခေါ်သွားပေးဖို့အတင်းတောင်းဆိုနေလို့နောက်ဆုံးမှတော့မတည့်အတူနဲ့ရှန့်ကပဲစောင့်ရှောက်ပေးဖို့ဖြစ်လာခဲ့ရပါတယ်။မင်းနေခဲ့လို့ရှားရဲ့လာလို့အိုဒန်ကပြောတော့ရှန့်ကသူတို့သွားချင်ရင်တနေ့ကိုပိုင်းတင်းမောင်းနဲ့ပဲအဲ့ဒီနောက်ဆုံးကျွန်းကိုသွားမှပါလို့ပြန်ပြောလိုက်ပါတယ်။ ီလိုနဲ့ Shanks နဲ့နှုတ်ဆက်ပြီးတော့ပြောကြတော့လည်းနောက်ဆုံးကျိုးစီဥတီလာခဲ့ပါရဲ့အချင်းတခုကြာညောင်းပြီးရဲ့နောက်မှာတော့ပြောကြကပထမအဆုံးအချင်းကဘာအနှက်ကိုခကြီးထွက်ခဲ့တယ်ဆိုတဲ့တဲ့င်းဟာကဘာကြီးကိုပြန့်နှံ့လို့သွားခဲ့ပါပြီ။အိုရာကသူ့နောက်ဆုံးကျိုးကိုရောက်ခဲ့တဲ့နေ့ကိုမှတ်စုတဲ့မှာခြာချီးလို့နေခဲ့ပါရဲ့။ နောက်ဆုံးကျုံကိုရှောက်တဲ့အချိန်မှာငါတို့ရဲ့ကဘာကြီးအကြောင်းမှန်သမျှကိုသိရှိခဲ့တယ်။နှစ်တရာကြာလက်ဟာနေတဲ့အရာကဘာလဲ။ဒီအခရာဆိုတဲ့လူတွေကဘာလဲ။ရှေးဟောင်းလည်းတွေကရောဘာလဲ။ဝါလုံတိုင်းပြည်ကြီးဟာတခါကကဘာကြီးနဲ့ချိတ်ဆက်ခဲ့မှုတယ်။ထူကြတဲ့ရန်နာတွေမျက်စိရှိမှရှိနေတုန်းကအဲ့ဒီအချိန်လေးမှာရောချာနဲ့ငါတို့လည်းမျက်ရည်ကျခဲ့ရတဲ့အထီးကိုရှီမောနေခဲ့မိတယ်လို့အိုဒန်ကဆိုပါရဲ့။ join point ငါမင်းနဲ့တူညီတဲ့ခင်မှာအသက်ရှင်ခြင်းခဲ့ပြီးတော့ဒီလောက်များပြားတဲ့ယန္နာတွေကိုဘလို့ခြံထားခဲ့နိုင်တာလဲပျော်စရာပုံမြင်လေးတပုတ်လိုပါပဲလို့ပြောကြကပြောရင်ရှီမောနေခဲ့ပါတယ်။နှစ်ပေါင်း800တိုင်အောင်ဘသူမှမလျှောက်ဘူးတည်တဲ့နောက်ဆုံးကျွန်းကို ref တဲ့ lost is ဆိုတဲ့ရှီမောဝယ်ပုံမြင်လေးလို့နာမည်ပေးကြမယ်လို့ပြောကြကပြောခဲ့ပါတယ်။ဂျာလီကတော့ one piece အပိုင်း145ဖြစ်ပြီးအပိုင်း146ကို17မိနစ်မှတူတယ်။ లై လေးတရားဥချက်စီနေပြီးတော့ comment လေးကျွန်တော်မှတ်ခဲ့ကြပါအောင်။ channel လေးလည်း subscribe လေးမလုံးဝနေတော့ပေးသွားခဲ့ကြပါအောင်။ကျေးဇူးများ යි တင်ပါတယ်ကျွန်တော်ကတော့စမတ်ပါ။